2024ခုနှစ်ဧပြီလ1ရက်မှ2025ခုနှစ်မတ်လ12ရက်နေ့အထိဗန္နာနှစ်17လကျော်လာပြီမဲ့ကုန်သွယ်မှုရထားချက်ပြည့်မီခြင်းမရှိကြောင်းအမျိုးသားပို့ကုန်မဟာပြူဟာအစိုးရပုဂ္ဂလိကပို့ကုန်မြင့်တင်ရေးကော်မတီကနေသိရပါတယ် 2024-2025ပတ်နာနှစ်အတွက်ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ33ဘီလီယံသတ်မှတ်ရထားပြီးမြဲ2025ခုနှစ်မတ်လ12ရက်နေ့အထိအမေရိကန်ဒေါ်လာ25.93ဘီလီယံနဲ့88ရာခိုင်နှုန်းသာဆောင်ရွက်နိုင်ခဲ့ပါတယ်။ဗန်နာနှစ်ကုန်ဆုံးကာနည်းဖြစ်လို့သတ်မှတ်ရထားချက်တွေကိုအတက်နိုင်ဆုံးပြည့်မီအောင်ဆောင်ရွက်ကြဖို့ပုဂ္ဂိုလ်မြင့်တင်ရေးကော်မတီဥက္ကဋ္ဌ NASA ကဥက္ကဋ္ဌယုံ3ဝင်ကြီးဦးမောင်မောင်တင်ကမတ်လ18ရက်နေ့အစည်းအဝေးမှာညွှန်ကြားခဲ့ပါတယ်။ ပုဂ္ဂိုလ်နှစားတွေ့မြင်အတွက်သက်ဆိုင်ရာဌာနတွေပုဂ္ဂလိကအသင်းအဖွဲ့တွေနဲ့ပုဂ္ဂိုလ်လုပ်ငန်းရှင်တွေကအမြဲထိတွေ့ပေါင်းဆက်ဆောင်ရွက်ဖို့လိုအပ်မယ်လို့ဆိုပါတယ်။ယခုဘဏ္ဍာနဲ့မှာတွင်းကုန်တင်သွင်းခြင်းထက်ပုဂ္ဂိုလ်တွေပုံမတင်ပို့နိုင်ဖို့ခံမှန်းထားတာကြောင့်ကုန်သွယ်မှုပုံငွေပြနိုင်ကြောင်းစီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရာသုံးမန်းချေငွေစည်ရင်းဦးစီးဌာနကထုတ်ပြန်တဲ့2024-2025ဘဏ္ဍာရေးနှစ်ဘဏ္ဍာရေးမူဝါဒစာရမ်းမှာဖော်ပြထားပါတယ်။ ုကုန်တန်ဖိုးအမေရိကန်ဒေါ်လာတန်ပေါင်း16,800၊တွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာတန်ပေါင်း16,300၊ကုန်သွယ်မှုပုံငွေအမေရိကန်ဒေါ်လာတန်ပေါင်း400လို့ဖော်ပြချက်အရာသိရပါတယ်။ပြီးခဲ့တဲ့ဗနာနှစ်မှာပုကုန်တန်ဖိုးမှုကနေအမေရိကန်ဒေါ်လာ14.64ဘီလီယံခန့်ရရှိခဲ့တာကိုစီးပွားကူးတန်းရဲ့ထုတ်ပြန်ထားတဲ့စာရင်းတွေအရာသိရပါတယ်။ အဆိုပါပုတ်ကုံရောင်းငွေကိုအဓိကပုတ်ကုံတွေဖြစ်တဲ့ဆန်စကွဲပြောင်းမပဲပဲတီစိန်ပဲစင်ကုန်နှမ်းချက်သုံးရောဘာစိန်ရေထွက်ပစ္စည်းတွေနဲ့တက်တုတွင်ထွက်ပစ္စည်းတွေတင်ပို့မှုမှရရှိခဲ့ကြောင်းမှခင်ဗျာ you